မင်္ဂလာပါကျွန်တော်ကဒီနေ့မှာတော့ Premiere Pro မှာ Dolly Zone Effect ကိုဘယ်လိုပြုလုပ်ရလဲဆိုတာပြပြပြတော်မှာရှိပါတယ် Premiere Pro ရဲ့ Timeline ထဲမှာကျွန်တော် click လေးတစ်ခုခဲထားတယ်အဲဒီ click ကို select ပြလိုက်မယ် Effect Controller ကိုတော့မယ် Effect Control ကတကယ်လို့ဒီမှာမပေါ်ဘူးဆိုလို့ရှိရင် Window ထဲကဒီမှာ Effect Controller ကတလေးကိုအမှန်ချက်ပြလိုက်ရင် Effect Control ပေါ်လာပါလိမ့်မယ် ဖက်ကွန်ထရိုးမှာဒီမှာ motion ရှိရဲ motion ရဲ့အောက်က position နဲ့ scale ကိုကျွန်တော်တုန်ကြီး animation လေးဖွင့်ပြလိုက်ပါမယ်။ summary နောက်ခုရပါပြီ။ပြီးရင် အစုံနာကိုသွားပါမယ်။စုံနာမှာလည်းနောက်ထပ် point နောက်ခုတက်ပြလိုက်မယ်။အစာလမှာကိုပြန်သွားပါမယ်။ပြီးရင်သူ scale ကိုနည်းနည်းလေးကြီးပြလိုက်ပါမယ်။ကိုလိုချင်တဲ့အနေထားတော့ကိုချိန်ပါ။ subject ကိုနည်းနည်းလေးရွှေ့ပြမယ်။ ဒါဒီလောက်ပဲလေကြည်အောင်တပ်ဖြစ်ဖြစ်ချင်းဒီတူတမှာရွှေသွားတယ်လူကတော့ဒီနေရာလေးမှာပဲကြံခဲ့တယ်ဒါကိုတော်လီဆုံးဖတ်လို့ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းအလိုမျိုးအဖက်တွေကို premier program မှာလုတ်ပြသွားမယ်ဆိုတော့ဆောင်မြေ tissue ပေးကြပါဦးခင်ဗျာ